ကိုကလေးကိုပဲရွယ်မှာစမတ်ဖုန်းစဝယ်ပေးတင်တယ်လဲဆိုတာမိဘတော်တော်များများရင်ဆိုင်နေရတဲ့မိကုန်တစ်ခုဖြစ်ပါတယ်။အခု Pediatrics Journal မှာဖော်ပြထားတဲ့လေလာမှုတစ်ခုအရသက်7နှစ်မပြည့်ခင်စမတ်ဖုန်းပိုင်ဆိုင်ထားတဲ့ကလေးတွေဟာဖုန်းမရှိသေးတဲ့ကလေးတွေထက်စိတ်ကြရောကအဝလွန်တာနဲ့အိပ်ရေမဝတာတွေဖြစ်နိုင်ခြေပိုများနေတယ်လို့တွေးရှိရပါတယ်။ကလေးတွေအသက်ပိုငယ်လေးလေးစမတ်ဖုန်းဆော့ဆော့ရလေးလေးအဲ့ဒီကျန်းမာရေးပြဿနာတွေပိုဖြစ်လာနိုင်ခြေများလေးလေးပဲလို့သူတေသီတွေကဆိုပါတယ်။ကလေးစိတ်ကျန်းမာရေးပညာရှင်နဲ့ ဒီသူတေသနာစာရန်ပြုစုသူကကလေးအများစုကအသက်၁၂နှစ်အရွယ်မှာစမတ်ဖုန်းရှိနေကြပါပြီ။ရမများအဖြစ်၁၇နှစ်အရွယ်လောက်ပေါ့။ကလေးတွေစမတ်ဖုန်းပိုင်ဆိုင်ထားတာကဒီလိုရလတ်တွေနဲ့ဆက်ဆက်မှုတွေရှိနေပါတယ်လို့ပြောပါတယ်။သူတေသူတွေကဖုန်းပေးကင်တဲ့နဲ့အသက်အရွယ်တိကျကိုညှဉ်းဆို့ဖို့ချန်လက်ထားခဲ့ပေမဲ့ဒီဆုံးဖြတ်ချက်ဟာဖုန်းအသုံးပြုခြင်းရဲ့အကျိုးကျေးဇူးနဲ့ကလေးရဲ့ရင့်ကျက်မှုတာဝန်ယူနိုင်စွမ်းအပေါ်ချိန်ဆရမယ့်ကိစ္စလို့ဆရာဝန်တွေကဆိုပါတယ်။စေပညာဆိုင်ရာအကြံပေးပုဂ္ဂိုလ်တဦးကလည်း ကလေးတွေရဲ့ကျန်းမာရေး online ထိတွေ့အသုံးပြုမှုဆွဲလန်းသွားနိုင်တဲ့အပြုမူတွေနဲ့ smartphone ပိုင်ဆိုင်ခြင်းကသူတို့ရဲ့ရေရှည်ကျန်းမာရေးကိုဘယ်လိုထိခိုက်နိုင်မလဲဆိုတာတွေကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်လို့ပြောပါတယ်။ smartphone တွေမှာဆက်သွယ်ရေးပိုကောင်းလာတာ၊သတင်းချက်လက်တွေရယူနိုင်တာစတဲ့အကျိုးကျေးဇူးတွေရှိတာမှန်ပေမဲ့ထိခိုက်မှုတွေနဲ့သွားအောင်မိဘတွေအနေနဲ့စီကန်းတွေတတ်မှတ်ထားတယ်လို့ဆရာဝန်တွေကအကြံပြုကြပါတယ်။ဥပမာညစာစာချိန်နဲ့အိယာဝန်ချိန်တွေမှာဖုန်းမသုံးခိုင်းတာမျိုး ။ဖုန်းသုံးပြူစရာမလိုတဲ့အခြားလှုပ်ရှားမှုတွေမှာကလေးတွေပါဝင်လှုပ်ရှားအောင်အားပေးတာမျိုးတွေဖြစ်ပါတယ်။ကျွန်တော်တို့လိုချင်တာကစက်ကရိယာတွေ short သုံးဖို့ဖုန်းကြီးချိန်တွေ short ချဖို့နဲ့ကလေးဘဝအရသာကိုပိုပြီးခံစားရရှိစေဖို့ဖြစ်ပါတယ်လို့စာတမ်းပြုစုသူကဆိုပါတယ်။သူဒေတီတွေကတော့မိဘတွေအနေနဲ့ကိုယ်ကလေးဖုန်းကင်ဖို့အစင်းသိဖြစ်မဖြစ်ဆုံးဖြတ်နိုင်ဖို့ကလေးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြဖို့လည်းတိုက်တွန်းကြပါတယ်ရှင်။